mingalam ါရှင်ကိသိန့်ຫນွေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးစစ်တွေမျိုးအနေမှာစိတ်ကောင်းစေတဲ့နေအရခတ်တတော်အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်းစီယုံဆိုင်ရာရခိုင်ပြည်စစ်တွေမျိုးအနေမှာစစ်ကောင်းစေတဲ့နေအရခတ်တတော်အေအေတို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့အေအေနဲ့နေဆက်တဲ့စီရင်သတင်းရှင်းပြတွေစီကသိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကစစ်ကောင်းစီဟာပါတလိတ်စကန်တွေကနေမင်းချောင်းတရောက်ကိုဖျက်ချော်ကပုံနာကျုံမြို့နယ်ရှိ ွမ်းတောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးထိုးစစ်ဆင်မှုအတွင်းစီးရင်လှုပ်ရှားမှုတွေရှိလာတာကြောင့်အာရခတက်တော်အေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲတွေမှာပြင်းထန်စွာဖြစ်ပွားနေကြတာလည်းဖြစ်ပါရယ်အာရခတက်တော်အေကလည်းစစ်ကောင်စီတပ်သားတွေရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးစစ်ကောင်စီတပ်ကလည်းအေအေရှိတဲ့နေရာတွေကိုလက်နက်ကြီး drone တွေနဲ့ပါပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါရယ်စစ်ကောင်စီတပ်သားတွေကပါတလိတ်စကန်ကနေကွမ်းတောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးမဲ့ရင်ရောင်တွေ့ရတော့ အေအေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့စစ်ကောင်စီတပ်ကလည်းပြန်ပြီးတော့ပစ်ခတ်တိုက်ခိုက်ပါတယ်နှစ်ဖက်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြတာပါပြီးတော့ drone တွေနဲ့လည်းဘုံကျဲတိုက်ခိုက်တာတွေရှိပါတယ်လို့အေအေနဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါတယ် လက်ရှိစစ်ကောင်စီတပ်နဲ့အရက်ခတ်တော် AA တို့နှစ်ဖက်စီရင်ပြင်ထန်နေကြတာဟာ၅ရက်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့ရည်ကြောင်းတပ်တွေဟာလည်းစစ်တွေမျိုးနဲ့အောင်းတိုင်းကျေးရွာနေမှာစီရင်အရလှုပ်ရှားမှုတွေရှိနေကြတယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်ဟာပါတလိစကန်းကနေပြီးတော့အမြင့်ကျွန်းချီလေပင်ကြွေတဲငတ်တောင်တက်စတဲ့ကျေးရွာတွေအနီးမှာကာကင်းစကန်းတွေတိုးချဲ့ချထားပြီးတော့ဘန်ကာရီအခိုင်မာဆောက်လုပ်ပြင်ဆင်နေတယ်လို့စီရင်တရင်ရှင်းမြစ်တွေစီကသိရပါတယ်စစ်တွေနဲ့ပုံနာကျွန်းအဆက်မင်းဆောင်တ နာအနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ကာကင်စကန်တွေကိုလည်းစစ်တွေမျိုးဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာဆာကနေပြီးတော့စစ်ကားကြီးတွေနဲ့အင်အားဖြစ်တဲမှုတွေရှိနေပြီးအေအေရဲ့ထိုးစစ်ကိုခုခံဖို့အတွက်ပြင်ဆင်နေတယ်လို့လည်းသိရပါဗျ။ ပြင်ခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ကလည်းစစ်ကောင်စီတပ်နဲ့အရခတက်တော်အေရုံဟာစစ်တွေမျိုးနယ်ကဗာတလိအမြင့်ကျော်ရွာဘူရှင်မင်းကန်စားတဲ့ကြီးရွာတွေပတ်မှာလက်နက်ကြီး drone နဲ့အပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။စစ်တွေမှာတော့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာမျိုးမဟုတ်ဘဲလက်နက်ကြီး drone နဲ့အပြန်လည်အဝေးကနေပြစ်ခတ်နေကြတာပါ။တစ်ဖက်နဲ့တစ်ဖက်ကစည်ရင်လှုပ်ရှားမှုတွေရှိလာရင်ပြစ်ခတ်ကြတာပါ။စစ်ကောင်စီတပ်ကတော့ရဲသေးတော်ပေါက်တော့ပုံနာကျုံမျိုးနယ်တွေဘက်ကိုလက်နက်ကြီးပြစ်ခတ်မှုတွေတော့အမြဲတမ်းလိုလို ုံးနေပါတယ်လို့စစ်တွေစင်ရဲတရင်ရင်မြစ်တို့ကပြောပါတယ် ပင်ခဲ့တဲ့အော်တိုဘာလ26ရက်နေ့ညနေပိုင်းမှာလဲစစ်ကောင်စီတပ်ကပုံနာကျုံမြို့နယ်ကွမ်းတောင်ချင်းရွာအနီးကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်လူနာသေးယူနေတဲ့ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအသင်းကအသင်းဝင်လူငယ်တဦးပုံစားထိမှန်ကတိဆုံသွားခဲ့ရတာလည်းဖြစ်ပါတယ်။အာရခတက်တော်အေးဟာစစ်တွေမြို့နယ်ကိုအခုနှစ်ဖေဖော်ဝါရီလကစတင်ကထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးလက်ရှိမှာရှင်းလကျော်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ကလည်းစစ်တွေမြို့ပေါ်ရှိတိုင်ရင်တွေနဲ့ရေချောင်းကနေပြီးကလည်းအေးထိန်ချုပ် ားတဲ့ဂျိမ်းပါတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီးတော့အရဲသားတွေမှလည်းထိခိုက်ဒဏ်ရာရရှိနေကြတယ်လို့သိရပါတယ်။စစ်တွေမျိုးနယ်မှာဒေသကုကဲမှုစစ်ဌာနချုပ်ဒါကာဆာစစ်တွေနဲ့ကုကဲမှုအောက်ရှိချင်းလင်းချင်းမြန်တိုက်ခိုက်ရေးတပ်တွေဖြစ်ကြတဲ့ခလာယာ20ခလာယာ23နဲ့ခလာယာ23ခုံ3ညခမာယာ34ခမာယာ35တပ်တွေဖြင့်အမတ်စနစ်အမတ်36ရဲတပ်ရင်းနဲ့ကျောင်းမတော်ဂျေးရွာနေရှိအမတ်98စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ပါဝင်ရွှေမင်းကန်ရေးတက်စကန်ပွိုင်ကန်းချီမှရှိ တဲ့အမှတ်3ပြုဟာရေတက်ဌာနချုပ်တို့ရှိနေတာလည်းဖြစ်ပါတယ်။ဆက်လက်တည်ဆက်ပေးမယ့်တရင်အကြောင်းကတော့ဝက်လင်းမြို့နယ်အတွင်းသို့စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား16ဦးသေဆုံးပြီးအလောင်းတချို့နဲ့လက်နက်ခဲယံတချို့သိမ်းဆည်းရရှိတဲ့အကြောင်းကိုတည်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဝက်လက်မြို့နယ်တွင်ရှိကျင်းရွာများကိုစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခဲ့ရာစစ်တပ်ဘက်မှ16ဦးသေဆုံးပြီးစစ်သားအလောင်းတချို့လက်နက်တလက်နဲ့ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းຫນွေဦးအောင်ပွဲတော်လည်ရေးအင်အားစုမှတာဝန်ရှိသူတို့ကပြောဆိုပါရင်အော်တိုဘားလာ21ရက်နေ့မှာအော်တိုဘားလာ26ရက်နေ့ထိအရတော်မြို့နယ်တလဲပါပြူစောတိကျေးရွာမှာထွက်လာသောအင်အားတရာခံပါစစ်တပ်စစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်ပစ္စည်းများကိုခိုးယူတိုက်ဆောင်နေစဉ်တော်လန် ေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သားနှင့်ပြူစောတီ16ဦးသေဆုံးက30ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတနက်တလက်နေ့တို့ခရဲများတင်းစီရရှိခဲ့ကြောင်းထို့ပြင်စစ်သားများကလူသားတိုင်းအဖြစ်ဖမ်းဆီးထားသောပြည်သူ၄ဦးကိုလည်းကဲထုတ်နိုင်ခဲ့ကြောင်းသိရပါသည်ကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်တာစုစုပေါင်း76ရောက်သေးတယ်ပြူစောတီ12ရောက်နဲ့စစ်သား4ရောက်သေးတယ်လို့သိရတယ် စစ်သားအလောင်းတလောင်းတော့ရတယ်တနက်တလက်ရတယ်စစ်သားတွေဖမ်းဆီးထားတယ်ပြည်သူလေးဦးကိုလည်းကဲထုတ်နိုင်ခဲ့ပါတယ်ကျောက်ကုန်းရွာကပြည်သူလေးဦးပါရွှေဘိုခရိုင်တွင်းကပီရီရဲ့ပါကာဖတွေစီစီလုံးလုံးနဲ့တိုက်ပွဲဝင်မဲ့ဆိုရင်ရန်သူတွေကိုထိထိရောက်ရောက်ချိန်မုံနိုင်ပါတယ်ဟုຫນွေဦးအောင်ပွဲတော်လိုင်းရင်အင်အားစုမှတာဝန်ရှိသူကပြောပါတယ် ဆိုပါတိုက်ခိုက်မှုကိုအမတ်တင်းနှစ်လေးရွှေဘိုတရင်ဝလင်းမြို့နယ်ဘာကာပါရွှေပန်းကုန်းတိုင်းနယ်ဘာကာပါကိုရောင်ကြအဖွဲ့ရွှေဘိုခရိုင်ဒရုန်းအဖွဲ့ဂျီကန်မရွာဒရုန်းအဖွဲ့နဲ့ ဘာကားဖများကပူပေါင်းဆောင်ရွက်ခဲ့ပြီးဒေါ်လာရဲပေါ်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျမ်ဖဲစစ်တပ်စစ်ကြောင်းကအရဲတော်မျိုးနယ်တလဲပါပြူစောတီချေးရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ပြည်သူလူထု၏အသက်အိုး၏စီးစိမ်များကိုလူယူဖြစ်စီတက်ဖြက်ဂျမ်ဖဲစစ်တပ်စစ်ကြောင်းများကိုလူဦးဒေါ်လာရဲအင်အားစုများအနေနဲ့တိုက်ခိုက်ချင်းမုံရမှာစီစီလုံးလုံးပောင်းဝီဆောင်ရွက်ပေးကြရင်လူဦးအောင်ပွဲဒေါ်လာရဲအင်အားစုကအတိပေးနှိုးဆော်ထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်အကြောင်းကတော့ရခိုင်ပြည်ကိုတိမ့်ပိုက်သွားပြီဟုအာစာကောင်းဆောင်ပြောတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်သွားပြီဟုဘင်္ဂါဒေ့ရှ်နေဆက်ကိုအခြေပြုလှုပ်ရှားနေသည့်မွတ်စလင်လက်နက်ကိုင်အာဆာအဖွဲ့ကပြောဆိုလာပါသည်။အော်တိုဘာလ9ရက်ကပြုလုပ်ခဲ့တဲ့အာဆာ9နှစ်မြောက်နှစ်ပတ်လည်စုဝေးပွဲမှာအာဆာကောင်းဆောင်ကပြောဆိုခဲ့ကြောင်းကိုပြီးခဲ့တဲ့အော်တိုဘာ26ရက်ကရှင်းသူထုတ်ပြန်လာခြင်းဖြစ်ပါသည်။ ငါတို့စ조사ရမယ်ငါတို့ဒေါ်လာရေးကိုနားလည်ရမယ်ငါတို့ကိုကဘာကလည်းမကူညီဘူးရခိုင်ပြည်မှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်ညီညွတ်အောင်လည်းလုပ်ရမယ်ငါတို့တယောက်ချင်းစီ조사ရမယ်ရခိုင်ကိုရအောင်တိုက်မယ်တေးချင်းရင်တေးပါစေဟုအာစာကောင်းဆောင်ကပြောခဲ့ပါတယ်အာစာတပ်ဖွဲ့ဝင်များထုတ်ပြန်တဲ့ဗီဒီယိုဖိုင်မှာတနက်များကင်ပြီးတိုက်ခိုက်ရေးဝစ်စုံများဝစ်စင်ထားသည့်အာစာတပ်ဖွဲ့ဝင်များကလည်းလက်နက်ကင်တိုက်ပွဲဆင်နွှဲကြမည်ဟုကြွေးကြော်ခဲ့ကြပါတယ်ရခိုင်ကအာစာအဖွဲ့သည်မောင်တော်မြို့နယ်မြောက်ပိုင်းနယ်ဒီဇန်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖူခီယာနဲ့နှချောင်းချာရီအနီးတစ်ဝိုက်မှာနေကျင်ရေးစကန်အသည့်များတိဆောက်ထားကြောင်းနေဆက်တရင်ရင်းမြစ်များထံကသိရပါရယ်ဒို့တို့အာစာတပ်ဖွဲ့ဝင်များပြောဆိုလာခြင်းမှာရခိုင်ပြည်တွင်နိုင်ငံရေးစင်ရေးအကြက်တဲများကိုခွင့်ကောင်းယူပြီးစစ်ကောင်စီနဲ့ဟန်ကျဲညီညီစင်ရေးဖော်ရန်စူးစမ်းလာခြင်းဖြစ်နိုင်သဖြင့် UNLA အနေဖြင့်တရီကြီးစွာစောင့်ကြည့်ရလိုအပ်ကြောင်းရခိုင်နိုင်ငံရေးသမားများကပြောပါရယ် အခုကနိုင်ငံရေးအကြံတဲကာလကိုအခွင့်ကောင်းယူပြီးတော့အာဆာဟာရခိုင်ပြည်နယ်ကိုအခြေချပြီးတပြည်လုံးကိုသိမ်းမယ်ဆိုတဲ့ပုံစံမျိုးအခုပုံပြီးမြင်တွေ့ရတဲ့မဟာမိတ်သုံးဘွဲ့တွေမှလည်းတအန်းနဲ့ကိုကက်ကကိုကန်ကအပြည့်ရထားပြီးတစ်ဖက်မှာရခိုင်ကိုစစ်ကောင်စီကပြန်ထိုးစစ်ဆင်မှုစ조사နေတဲ့ကာလနဲ့တိုက်ဆိုင်နေတဲ့ဒါရီကစစ်ကောင်စီနဲ့အာဆာတို့ကြားမှာဒေသုံတရားဟန်ချက်ညီညီနဲ့စစ်ရေးဖော်ဆောင်မှု조사နေတယ်လို့လည်းမြင်ရတယ်ဟုရခိုင်နိုင်ငံရေးစောင့်ကြည့်နေသူတို့ကပြောပါရီး စစ်ကောင်စီနဲ့အစအဖွဲ့ဟာပြီးခဲ့တဲ့ဘူတိတော်မောင်တော်တိုက်ပွဲများမှာအာရခတက်တော်ကိုပူးပေါင်းတိုက်ခိုက်ခဲ့တဲ့မဟာမိတ်အဖွဲ့များဖြစ်ပါတယ်။လက်ရှိမှာအစအဖွဲ့ဟာဘင်္ဂါဒေ့ရှ်နေဇက်ကအီတက်စကန်များကိုချောင်းမြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေပြီးမောင်တော်ဘူတိတော်ရသိတော်မျိုးနွယ်များမှာဒေသခံပြည်သူများကိုချုံကိုတိုက်ခိုက်ခြင်းအကြမ်းဖက်တပ်ဖြတ်ခြင်းများလည်းလှုပ်ဆောင်နေပါတယ်။ရင်းကြောင်းမောင်တော်မျိုးနွယ်မြောက်ပိုင်းဘင်္ဂါဒေ့ရှ်နေဇက်ကျေးရွာများမှာဒေသခံအချို့မှလည်းအစအအနေအကြောင်းလုံခြုံရေးစိုးရိမ်ရသဖြင့်ရွှေ့ပြောင်းနေသူများလည်းရှိ င်လာကြောင်းသိရပါရယ်လက်ရှိမှာအေအေတင်မောင်နှုံးမြောက်ပိုင်းကိုနေမြေရှင်နေရီဦးစားပေးလုပ်နေပြီးမယူတောင်ကျော်တခြားမှာလည်းတက်စုခွဲကစကန်းချကင်းဆောင်ခြင်းစစ်ကြောင်းထိုးခြင်းတို့ဖြင့်အာစာဖွဲ့ရဲ့လှုပ်ရှားမှုများကိုရှင်းလင်းနေကြောင်းသိရပါရယ်ထို့ကြောင့်နေဆက်ဒေသခံများအနေနဲ့တောတောင်ထဲမှာလူပြတ်တဲ့နေရာများကိုလူနည်းစုနဲ့တွန်းလာကြသည့်များကိုအတက်နိုင်ဆုံးမပြုလုပ်ကြရန်နဲ့အရေးကြီးကိစ္စတွားရောက်မည်ဆိုကအေအေတပ်ဖွဲ့များတန်တရင်ပါပြီးမှတွားရောက်ကြရန်အေအေကတိုက်တွန်းထားပါရယ် မောင်နှုံးမြောက်ပိုင်းဒေသမှာနေတိုင်းနဲ့ရက်ခိုင်မယမကြီးမြို့တိုင်းနဲ့တက်ဆတဲ့မျိုးနွယ်ဇဝင်များမှာအောက်စာအဖွဲ့ဤတက်ဖြက်ခြင်းကိုခံနေကြရကြောင်းသိရပါဗျာ။